မင်္ဂလာပါရှင်။ဘာမခိတဲ့တဲ့ရင်ဌာနဤထိတ်တန်းတဲ့များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့တောင်ကြီးမြို့မိဘုံပြန်ပွဲ၌ကြက်ဖို့ပါတီကမိဘုံပြန်လွှတ်တင်စဉ်မိုးရွာပြီးမီးလောင်ပြတ်ကျမှုကြောင့်လူပိ၍နှစ်ဦးထပ်မံနေသေးဆုံးအစာအစိတ်သင့်မှုလည်းဖြစ်ခဲ့ပြီးရဲတအူးသေဆုံးက6ဦးအရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မိဘုံပြန်ပွဲ၌ကြက်ဖို့ပါတီကမိဘုံပြန်လွှတ်တင်စဉ်ရုတ်တရက်မိုးရွာလာသဖြင့်မိဘုံပြန်မီးလောင်ကပြတ်ကျခဲ့ပြီး လူတိုးဝေးကြသဖြင့်လူပိ၍နှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်းဒေသတရင်ရင်းမြစ်များကသတင်းဌာနကိုပြောကြားပါတယ်။ဂျမန်နီနိုဝင်ဘာလ၁ရက်ညပိုင်းကတောင်ကြီးမြို့၌ကျင်းပသည့်တစောင်းတိုင်းမီးဗုံးပြန့်လွတ်တင်ပြိုင်ပွဲတွင်ချမ်းဖို့ပါတီကအလဲကျမီးဗုံးပြန့်လွတ်တင်စဉ်ရုတ်တရက်မိုးရွာသွန်းပြီးမီးဗုံးပြန့်မှလည်းမီးလောင်ကျပျက်စီးခဲ့ကြောင်းထို့ကြောင့်လူများပြေးလွှာတိုးဝေ့ကြသဖြင့်လူပိကအနေဆုံးပြည်သူနှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်းတချို့ကလေးငယ်များမှတနင်းခံရသဖြင့်သတိလိမ့်မျောသည့်အထိဖြစ်ခဲ့ကြောင်းသိရပါသည် အမျိုးသမီးတအူးတည်တယ်လို့သိရတယ်မျိုးပေါ်ကပြည်သူလားအချားနေကလာတဲ့သူလားတော့မသိရသေးဘူးစုံစမ်းနေတုန်းပဲစစ်ကောင်စီကတော့ထုံးစံအတိုင်းသတင်းဖုံထားတယ်မိုးကရုတ်တရက်ရွာလာလို့မိုးခိုဖို့နေရရှာရင်တယောက်ပေါ်တယောက်တန်းနေမိတာတချို့အရက်ပုသူတွေကလေးငယ်တွေဆိုရင်အသက်ရှူမဝဖြစ်ပြီးတတိလက်တဲ့အထီးဖြစ်တယ်လူနာတင်ကားတွေလည်းအဆက်မပြတ်သေထုံနေရတာတချို့တော့ဒီနေ့မနက်မှသိရတယ်တချို့တော့မသိရသေးဘူးလို့သိရတယ်ဟုဒေတာသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ် ယခုလူပိခံရ၍အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းအမျိုးသမီးတအူးရေမောင်ဖြစ်သူအသက်39နှစ်အရွယ်အမျိုးသားတအူးတည်ဆုံးခဲ့ပြီးယနေ့နိုဝင်ဘာလ2ရက်နေ့တွင်အတုကချခဲ့ကြောင်းတခြားတရင်ရင်းမြတ်တအူးကလည်းတရင်ဌာနသို့အတည်ပြုပြောကြားပါတယ်။မင်းညာကဖြစ်စဉ်မှာထွေအုံယုံခွင်နဲ့ရဲ့အမောင်ဖြစ်သူတယောက်သေးတယ်။သူကဒီနေ့အတုပါချတယ်။အိမ်နာမည်ကတော့ငတ်သက်လို့ခေါ်တယ်။နာမည်အရင်တော့မသိဘူး။အသက်က39နှစ်ပါ။ကျန်းဖို့ပါတီကမီးပုံလွတ်တဲ့အချိန် မိုးရွာလို့လွတ်တဲ့မိပုံလေးပြတ်ကြတယ်။လူတွေလည်းပြေးကြလွာကြရင်ပြီးပြီးတည်ကြတာဟုဒေသတရင်ရင်းမြက်ကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါမိပုံပြန်လွတ်တင်ပွဲကိုမြောက်လိုက်ဥဆောင်သောအကြံဖက်စစ်တပ်လက်အောက်ခံရှမ်းပြည်နယ်အစိုးရကဥဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီးပြီးခဲ့တဲ့နှစ်ကလည်းလူပိ၍သတိလစ်မေမျောခဲ့သည့်ဖြစ်စဉ်များရှိခဲ့ဖို့ကြောင့်သိရပါတယ်။ထို့ပြင်ရမနစ်နိုဝင်ဘာ၁ရက်နေ့ကလည်းတစောင်းတိုင်းပွဲလာသူများကိုရောင်းချသည့်အစားအစာများစားတောင့်မိ၍အစာအစိတ်တင်ကရဲတအုပ်သေးဆုံးပြီး အယက်သားပြည်သူ6ဦးမူးလဲသွားသဖြင့်ဈေးရုံတို့အရေးပေါ်ပို့ဆောင်လိုက်ရကြောင်းသိရပါတယ်။ဆရာပီပေါကလိကဆေးရုံစေကမ်းများတွင်စီဒီအမ်ကျန်းမာရေးဝန်ထမ်းများကိုအလုံးမခန့်ရန်အမိတ်ထုတ်သည့်ဒေါက်တာနနာဝဲမှရုံမှရက်စက်သည့်စိတ်ဓာတ်နှင့်ရက်တီချက်ရှိနေ၍ချီးမြှင့်ထားသောပြည်သူ့ခုံရေးစုကိုပြန်လည်ရုပ်သိမ်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် ရှမ်းကုန်းတိုင်းရှိပုဂ္ဂလိကဇေယျုံစည်းကမ်းများတွင်စီရီယန်ဂျမ်းမာယူပွင့်နှင်းများကိုအလုံမခန့်ရန်အမိန့်ထုတ်သည့်ဒေါက်တာနနာဝင်းတွင်ရုံမှရက်ဆက်သည့်စိတ်တမ်းနှင့်ယက်တီချက်ရှိနေ၍ပြည်သူ့ခုံရေးစုနှင့်မထိုက်တန်သူအဖြစ်ရှုံချကြောင်းအမေရိကန်အခြေစိုက်ပြည်သူ့ခုံရေးအသင်း၏ဗဟိုအလုံမှုဆောင်အဖွဲ့ကထုတ်ပြန်ကြေညာပါသည်။2015ခုနှစ်တွင်ပြည်သူ့ခုံရေးအထူးစုဖြင့်ဂုဏ်ပြုခဲ့သောဒေါက်တာနနာဝင်းသည်တိုင်းဒေသပြည်သူတို့ကိုအစွမ်းကုန်ဖိနှိပ်နေသည့်ဆေးအုပ်စုလုပ်ရများတွင်ထောက်ခံအားပေးယက်တီနေခဲ့ပြီး စီရီယန်ဆရာဝန်များ၊သူနာပြုများ၊ဂျမားရေဝန်နှမ်းများကိုပုတ်ကလေးကဆေးရုံများကဝန်ထမ်းအဖြစ်မခန့်အပ်ရန်ဆေးရုံစုအလို့ကျသူ၏အခွင့်အာဏာကိုသုံးလျက်ရှိကြောင်းပြည်သူဂျမားရေဆောင်ရှားမှုအပေါ်လွတ်လွတ်ရှုခဲ့သည့်တခင်အာရဂျွန်ဘာဝပြုမှုဆောင်ရွက်ချက်များကြောင့်ပြည်သူ့ကုံရေးအသည်ဤစုရွေးချက်ရေးဆိုင်ရာမူဝါဒတရက်ဖြစ်သောနိုင်ငံသားများနှင့်လူပေါင်းလောကအတွက်ဆန်းပြဖြစ်မှုအရေးအချင်းမှလုံးဝသိဖွဲ့နေခဲ့ပြီဖြစ်ကြောင်းပြည်သူ့ကုံရေးအသင်းကထုတ်ပြန်ပါသည် ဒေါက်တာနနာဝင်းနဲ့သက်ဆိုင်သောအချက်အလက်များကိုလည်းပြည်သူ့ကော်ရေးအသင်းအင်တာနက်စာမျက်နှာမှဖော်ရှားလိုက်ပြီးပြည်သူ့ကော်ရေးစုရှင်တအုပ်အဖြစ်ထိုက်တန်မှုမရှိကြောင်းဒေါက်တာနနာဝင်း၏ဆက်ဆုပ်ရွှန်ရှာပွဲရုံမှရက်ဆက်သည့်စိတ်ထားနှင့်ယက်တီချက်ကိုပြည်သူ့ကော်ရေးအသင်းကပြင်းထန်စွာရှုံချထားပါသည်။ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှနနာဝင်းကအော်တိုဘားလ29ရက်နေ့တွင် CDN ဆရာဝန်သူနာပြုနှင့်ကျမ်းမာရေးဝန်ထမ်းများထုတ်ပယ်ခံထားရသောကျမ်းမာရေးဝန်ထမ်းများနှင့်လိုင်စင်မရှိသောကျမ်းမာရေးဝန်ထမ်းများကိုပုဂ္ဂလိကစေယုံစေကမ်းများတွင်အချိန်ပိုင်းအချိန်ဖြစ်စေ ငားရမ်းခြင်းဖြစ်စဉ်ခံထားခြင်းမပြုလုပ်ရန်လှုံ့ဆော်ခြင်းတွေ့ရှိပါကပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေဖြင့်အရေးယူသွားမည်ဖြစ်ပြီးတက်ဆိုင်ရာပုဂ္ဂိုလ်များကိုလည်းတည်ဆဲဥပဒေများဖြင့်အရေးယူမည်ဖြစ်ကြောင်းမြန်မာနိုင်ငံပုဂ္ဂလိကစေယုံများအတင်းတို့ညွှန်ကြားချက်တည်းရထုတ်ပြန်ခဲ့ပါတယ်။မှန်ချက်နဲ့နှံအတွက်မကိုက်ဖြစ်ခဲ့ရသောမင်းအောင်လိုင်ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မေအောင်လိုက်သည်ယခုတစ်ကြိမ်တော့အာဆီယံအစည်းအဝေးသို့တက်ခွင့်ရတော့မည်ကိုအကြီးအကျယ်မျှော်လင့်ခဲ့တော်လဲအာဆီယံမှ၎င်းတို့၏အချက်၅ချက်ပါဘုံရည်တည်ချက်ကိုမလိုက်နာသရွေယခုတစ်ကြိမ်သာမကနောက်နောက်လဲတက်ခွင့်ရမည်မဟုတ်ဟုပြက်ပြက်သားသားပြောလာခဲ့ပါတယ်မေအောင်လိုက်သည်ဒီချင်းတွင်ပြုလုပ်သောရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးကောင်စီသို့တက်ခွင့်ရခဲ့သည့်အပြင်ရုရှားရှိဖက်စစ်ဆန့်ကျင်ရေးစစ်ရေးပြပွဲသို့ပါရောက်ရှိနေခဲ့သဖြင့် ပူတင်ရှီကျင့်ပင်မိုဒီတို့နှင့်ပလူပလဲလုတ်ခွက်ရလာခဲ့၍ဒီတစ်ချိန်တော့အာဆီယံမှ၎င်းအားဖြစ်ပေရည်မည်မဟုတ်တော့ဟုတေချာပေါက်တွက်ဆထားသည်ဟုအေယော်ဒီသတင်းထွင်ရေးသားချပါသည်။ထို့ပြင်ဒေါ်နယ်ထရန့်နှင့်ထွေးခွင့်ရအောင်မိသားမက၎င်း၏ရွေးကောက်ပွဲအတူကြီးအားကမ္ဘာစင်ပြင်တွင်လိညာပြောခွင့်ရတော့မည်ဟုအမျော်လင့်ကြီးမျှော်လင့်ထားခဲ့ပါသည်။၎င်းတို့၏နိုင်ငံသားယဉ်ဝင်ကြီးဆိုသူတန်းဆွေကလည်းမိမိတို့အားရခင်အတိုင်းပြန်လည်ဆက်ဆံပါရန်နှိပ်ပြီးတော့တွင်မလေးရှားနိုင်ငံသားယဉ်ဝင်ကြီးကိုတောင်းပန်တူရှိုးခဲ့ပြန်သည်ဟုဆိုပါသည်။ ထို့များမှာကမလေးရှားမှရွေးကောက်ပွဲလေးလာရေးအဖွဲ့ကိုဆေးလို့မြည်ဟုပင်၎င်းတို့တောင်းဆိုသည်များတစ်ခုမှဖြစ်မလာသည့်အခါရန်ပုံမိကြဖြစ်ပြီးအာဆီယံ၏အချက်၅ချက်သည်ဤသည့်အခါကမှအတီးပြုခဲ့ခြင်းမရှိပေတရားမဝင်ဟုပင်ဇော်မင်းထွန်းကပြောဆိုသည့်အထိဖြစ်လာသည်။၎င်းဤဆရာသမားကိုယ်တိုင်ပြီးခဲ့သည့်၅နှစ်နီးပါးကခေါင်းငင်ခဲ့သည့်အဖြစ်သည်ဘာပြော၍ဘာဆိုမှန်ကာကနာနာမသိခဲ့ဟုဝန်ခံနေသည်ယောင်ဖြစ်လာသည်။ စီရင်ရှမ်းမြောက်တွင်ကြန့်ရှိသည့်နေနေများကိုဖုံးကျဲ၍မရတော့သဖြင့်လက်လုခဲ့ရပြီးနောက်မန္တလေးဒေသကြီးကချင်ချင်းကရင်နှင့်ရခိုင်ပြည်နယ်အတွင်းစုံရှုံခဲ့သည့်များကို ပြန်ရရန်ခြေဦးလှစ်လာပုံရှိသည်ဟုအေယာဝတီကသုံးသပ်ထားပါသည်။တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှရသောအခွန်ငွေသည်ဆေးဥစည်းနေစဉ်အသုံးစရိတ်80ရာခိုင်နှုန်းကိုကာမိနေ၍တရုတ်မှလာရှို့ကိုပြန်ပေးရန် MNDAAR အတင်းအကျပ်ဖိအားပေးခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။ဆေးဥစည်းသည်ရှမ်းမြောက်တွင်နောက်ချိုးကြောင်းပင်ဒီပေါ်လာရှို့လောက်နှင့်ဂျင်းနေပြီးစစ်ပွဲကိုအဆုံးသတ်ပေးခဲ့ရသည်။တရုတ်၏သဘောတူညီချက်မရဘဲထိုးစစ်များဆင်နွှဲရဲမည်မဟုတ်တော့လက်ရှိ TNL နှင့်သဘောတူညီချက်အရမိုးကုံးနှင့်မိုးမိတ်ကိုပြန်ရဖို့ရှိနေသည်။သို့သောမန္တလေး PDF သည် းမိုးကုတ်ကိုစေအုပ်စုလက်ထက်ပြန်မရောက်ရန်အစွမ်းကုန်ခောက်ခွဲသွားမိဟုကြေညာချက်ထုတ်ပြန်လာခဲ့သည်။ပြည်သူများဘက်ကလည်းပိုရွေပူပေါင်းဆောင်ရွက်ပေးကြပါရန်လည်းတောင်းဆိုထားသည်။မိုးကုတ်ကိုပြန်ရရန်ဆရာသမားဖြစ်သူတရုတ်နှင့်စေအုပ်စုသည် PDF များကိုထည့်သွင်းတွက်ချက်ခဲ့ပုံမရပေ။ထို့သောစေအုပ်စုမှအယက်သားများအပေါ် PR ပေးသည့်အနေဖြင့်ပို၍အကြံဖတ်တက်ဖြတ်လာပါက PDF များအဖို့စိုက်ပျိုးခုခံကြမည်မဟုတ်တော့ဟုသုံးသပ်မှုများလည်းထွက်ပေါ်လာသည်။ ခုလာလူခွင့်ရေးအထူးတန်တပံ train and true ကလည်းပြည်သူများရင်ဆိုင်နေရသောအချက်အသေးကိုဖြည့်ရှင်းပေးပါရန်နိုင်ငံတကာသို့အပူတပြင်းတောင်းဆိုလိုက်ပါတယ်။စီးပွားရေးဆယ်စုနှစ်တစုနီးပါးအယက်သားအုပ်ချုပ်မှုအောက်တွင်မျှော်လင့်ချက်များခွန်အားများနှင့်ရှင်သန်လာခဲ့သောနိုင်ငံသည်မေအောင်လိုက်ဤစင်ဖမ်းမဲ့ကြာဖမ်းမဲ့အပြုံများအောက်တွင်ရက်ခုအကောင်စီးပွားရေးသည်မြို့တို့မြပြန်လည်နလန်းထူမလာနိုင်တော့ပေ။ငွေကြေးတန်ဖိုးကျဆင်းမှုကုန်စည်နှုန်းများအဆမတန်မြင့်တက်လာမှုကုန်ကြမ်းရှာပါမှုလျှက်စင်မီများပြတ်တောက်မှုကုန်သွယ်ရေးလမ်းကြောင်းများပိတ်ဆို့မှုများကြောင့် ကုန်ထုတ်လုပ်ငန်းများကျဆင်းလာနေမှုအလုပ်အကိုင်းများရှားပါလာ၍လူငယ်များအိမ်ကြီးနိုင်ငံများသို့ထွက်ခွာနေမှုကြမ်းရှိနေသူများအားလည်းစစ်တပ်သို့အတင်းအကျပ်ဆွဲသွင်းနေမှုများအဆရှိသည့်ဒဏ်ရာဒဏ်ကြမ်းများကိုလူလူသည်ဝင်းနှင်းမမြအောင်ခန့်စားနေကြရပြီးတိုင်းပြည်သည်အခေါင်းပေါက်ကြီးပမာမျှော်လင့်ချက်ကင်းမဲ့စွာလှုပ်ရှားရုန်းကန်နေကြသည်ဝင်ဝင်နှင့်ထုံဝင်မမြတာတော့ယုံမကထမင်းနှက်မအောင်ပင်မစားနိုင်ကြတော့ပဲ ကျွေးမီထူပြောလာ၍ကြံရမရသည့်အစုံကိုကိုကိုအစုံစီရင်သွားသည့်တရင်များလည်းနားမဆန့်အောင်ကြားလာရသည်စီးပွားရေးလုပ်ငန်းအများစုသည်ဟန်မပြက်ယုံဆက်လက်လုပ်နေကြပြီးအောင်မြင်အောင်လုပ်နိုင်ဖို့ဆိုသည်ကစေအုပ်စုနှင့်ညီညာအတိနှီးစပ်မှုရှိသည့်အပေါ်မူတည်လာသည်ဈေးကွက်ရှင်ပြိုင်မှုဆိုသည်မှာမရှိတော့ပင်ခရိုနီများကသာလဝက်ကြီးအုပ်ကျွေးဝလာနေကြသည်ဟုယူရေရှားရီဗျူးစာဆောင်တွင်ရေးသားထားသည်စေအုပ်စု၏ဥပိုင်လုပ်ငန်းများသည်လည်းကန္နာအသီးသီးတွင်ဝင်ရောက်ချဲလဲလုပ်ကင်နေကြတော့လေရရှိသည့်အကျိုးမြတ်များကိုဖြူသူများခန်းစားခွင့်မရပဲ၎င်းတို့၏စစ်အုံစရိ နှင့်အရာရှိကြီးများအိတ်ကက်ထဲသို့သာ ရောက်ကုန်သည်ဟုဆိုသည်ထို့သို့သောအနေအထားများကိုနဂိုစိရင်အခန့်ဖြင့်ရှောင်ရဲတင်းထိန်နေသူများသည်အုံနောက်အနေအထားမိတို့မြပုံမှန်ရှိသူများဟုအဘယ်သူများတတ်မှတ်၍ရနိုင်ပေအန်းဤဖြစ်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်